ကိုစော်ဖုံးရဲ့အပြည့်ရှိရင်ကိုစော်ဖုံးကြီးခံလိမ့်မယ်အပြည့်မရှိရင်သူထွက်လာလိမ့်မယ်တကယ်လို့အပြည့်ရှိလို့ထောင်ကြသွားရင်တော့မှသူ့အတွက်ရေချမ်းတက်စစ်ပတ်တက်စစ်စူတောင်းမြစ်တာပို့တာပေးမဲ့လူတွေအများကြီးရှိရဒါငါတို့အလုပ်လည်းဆောက်လို့မဟုတ်ဘူးမပူနဲ့ရှင်လို့ပူရမှာဆောက်လို့မဟုတ်ဘူးအန်လူဂျီကဗန်လာရေးဝင်ကြီးဌာနရဲ့ညှုံမှုပါဆိုတဲ့တက်ဆွေပါကစ္စတန်နိုင်ငံကိုသွားပြီးလက်နက်တွေတွားဝေပါတယ်ဆိုတဲ့တက်ဆွေထိုင်းနိုင်ငံမဲဆောက်ကနေတက်ဆက်လက်နက်တွေဝယ်ပါတယ်ဆိုတဲ့တက်ဆွေအဲ့ဒီလူမျိုး ခင်ဗျားတို့တော်လန်ကြီးဆိုတဲ့ရန်ပုံငွေတဲကနေအဲ့ဒီလူခီးတွေသွားပြီးဟိုတယ်သွားပြီးဖာခုံချတဲ့ကိစ္စကိုခင်ဗျားတို့အချင်းချင်းဖော်ကောင်လုပ်ပြီးဖော်ရင်အဲ့ဒီပြဿနာကိုဘယ်လိုရှင်းကြမလဲဘယ်လိုဖုံးကြမလဲဘယ်လိုဖုံးဖိကြမလဲဒါကိုပဲခေါင်းထဲထည့်ပြီးစဉ်းစားကဲချစ်ပေးတဲ့ကြည့်မြအားလုံးပဲမြင်ကြလာပါစံပီဗီဒီယိုရရှင်နေတဖန်ပြလက်ကျဆိုပါရကဲဟုတ်ပြီကျွန်တော်ဒီနေ့ဆူဆောင်းထားတယ်ထွန်းဆောင်းနိုင်ဆူဆောင်းထားတယ်ဒီအခြေစားပေါ်မှာဗီဒီယိုရရှင်တွေပါပြီလဲဆိုတော့ပထမဗီဒီယိုမှာအမြဲဆွလွတ်လာရင်ဘုံကြီးတွေကိုလက်ညှိုးထိုးပြီးတော့ပြောပြမယ်စောင့်ကြည့်ထားဆိုပြီးတော့ ဒီ zoning data ရဲ့ video file ရဲ့အဲ့တော့မှာဇော်ဘုံဟင်အတွက် standard ပြဖို့လူပြီးမဟုတ်မဟုတ်ရင်တော့တနာခံဖို့လူနေပြီးတခုခုငါတို့လုတ်ဖို့လူနေပြီးဆိုတော့ဘောမပေါက်ကလုံးရဲ့ဟောင်းသားလွန်တိုင်းရင်ပြီးလို့ရှိရင် NUG ဆိုတဲ့မြင်းတို့ကအရင်ကဖာကောင်းအလုပ်တွေလုတ်စားနေတာဆိုပြီးတော့ဘောမမဖို့သူက NUG တော်တော်လေးစော်ကားတဲ့ video file ရဲ့ပြီးလို့ရှိရင်ဇော်ဇော်ဘုံဟင်ကသူကအပြစ်မရှိဘူးဆိုရင်သူဟာသူအချိန်တိုင်းလွတ်လာနိုင်မယ်မြင်းတို့စောက်ပူတွေမြင်းတို့တော်လိုင်းကြီးတွေစောက်ပူတွေမပါဘူးအဲ့ဒါမြင်းတို့စောက်လို့တွေမဟုတ်လို့မြင်းတို့ ਨੇ ဘာဘာမှ ြောစရာမလိုဘူးဆိုပြီးတော့ဘောမမပို့သူရဲ့ဟွန်တန်လောင်တန်တွေကိုကျွန်တော်လည်းသူအဆုံးထိပါလက်ဖက်ချဖို့တောင်းဆိုချင်ပါတယ်ကဲ Let's go မေးရဲ့ဒီဖုန်းကြီးတွေကအဲ့လိုဆိုပြီးကျွန်မလက်ညှိုးထိုးပြီးတော့ပြောမှာဒီနေရာရောကဘယ်သူမှလာမဖမ်းတဲ့နိုင်ငံမှာတော့အမိနာမည်ကိုမခေါ်ရဲဘူးဖုန်းကြီးတွေကြောက်ချက်အခုကျမကိုစောင့်ရှောက်ပေးမယ်ဆိုတာလေလေကျမတို့အမှန်တရားလုပ်တဲ့လူတို့မစောင့်ရှောက်ဘူး တို့နဲ့အားလုံးကပခိုးတွေနဲ့ကပတနာအခုလက်ကြည့်ကြည့်လိုက်ထိုးမှုကိုဘာလုပ်လဲချင်းချင်းကာကွယ်ပေးလိုက်တာပဲမတိုင်မဲနဲ့မလုတ်ပါနဲ့ဘာညာနဲ့ကျမကတော့ရှင်းရှင်းပဲမဖြူဖြူကြောတိမ်ပွဲရဟာကိုရှင်းတမ်းမတင်ကျမလုံးဝအထက်ထိတက်မှာသူတို့တွေဘလို့လူတွေဆိုတာကျမအကုန်ချွတ်ချမှာကျမတဲ့ပြောတာကျမလုံးဝခွင့်မလုပ်ဘူးအဲ့ဒီငွေရတကယ်ပဲတတ်လိုက်ရအောင်ရောက်တယ်မရောက်ဘူးလေကျမဆက်ဆေးမှာ အခုကျမနောက်ကနေကာကွယ်ပြီးတာခရစ်ယာန်အသင်းကကာကွယ်ပြီးမှာခရစ်ယာန်ဟိုဟာမုဆာနေနေပေါ့သူတို့ကာကွယ်ပြီးမှာသူတို့ယေရှုကိုတော့ကျမမေ့မှာမဟုတ်ဘူးအဲ့တော့စဉ်းစားကြည့်ကျမတို့ဘုန်းကြီးတွေဘယ်လောက်ကြောက်လဲဟိုသူများနိုင်ငံရဲ့ရှေ့မှာတော့အမလေးအောင်မေစုရောင်စန်းစုကြီးစော့အော်နေရ ဘုန်းကြီးကျောင်းမှာလို့တော့မလုပ်မပေးနိုင်တဘောပေါ့နေကိုယ်တော်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဒီပတော်တော်များများကလည်းတော့ကိုယ်တော်ဘုန်းကြီးနဲ့ပြပြီးမှဆန္ဒပြဖာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော်ကိုယ်တော်ဘုန်းကြီးမှာဖြစ်တဲ့ညာဖြစ်တဲ့ပေါ့နော်ကိုယ်တော်ဘုန်းကြီးရဲ့ဟိုဘောအပိထောက်ခံလို့ဒီဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘောနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုတွေအများကြီးပြောကြတာပေါ့ဗျာတချို့လဲဆန္ဒထွက်ပြဖို့ဖာပြဖို့ဆိုတဲ့ဟာလေးတွေ တော့ကိုစောဖိုးရင်းကိုဝိုင်းရံအားပြီးထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျကိုစောဖိုးရင်းကတော့ငကိုကလေးကဦးဇင်းတို့နေရာပြောပြီးသားဗျတပည့်တော်ကတော့မြို့သားရဲ့ဓမ္မမဟုတ်ပါဘူးခင်ဗျာတဲ့ဒါပေမဲ့ဒါမျိုးချင်းမြတ်တို့လူပါ냐ပေါ့နော်ကိုစောဖိုးရင်းဆိုတော့ဒီတက်မတော်ရဲ့2020နှစ်လောက်မှာကိုစောဖိုးရင်းကပေါ်ပေါက်လာတယ်နော်ကိုစောဖိုးရင်းနဲ့ဦးဇင်းတို့က၄ကလောက်စုံမှုတယ်၄ကလောက်စုံမှုတယ်ဒီလူရဲ့စိန်စိတ်တက်ကတော့ကောင်းပါတယ်စိန်စိတ်တက်ကမှန်ပါတယ်เนาะဒါမှမဟုတ်ကုသိုလ်ဖိုးရင်းလိုက်လွတ်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးဇင်းတို့က အဘလို့လဲဆိုကိုသောဘွေးလိုက်လွတ်နေခါမှာဥစဉ်အထင်ကတော့မူဘီမှာလိုက်လွတ်နေလို့ပဲထင်တာတောက်ပြီးမှလေအဲဆိုကိုသောဖိုးတခါတလေပေါ့နော်မစင်ကျင်တာလေးတွေလည်းရှိတယ်ဥပမာဆိုကြပါဆိုသခိုင်းနမခတိုင်းထဲမှာဆိုလို့ရှိရင်ဒီလိုဒါဒီပလင်းနေနဲ့ဘာတွေနဲ့ပြရနေရဆိုတာဗနေရလဲဆိုတော့ဒါလူတိုင်းကတိတယ်ပဲစစ်သားတိုင်းတိတယ်ဥစဉ်တော်တိရဆိုတော့စစ်သားတိုင်းတိကြတာပေါ့နော်။ဒါမျိုးလေးတွေလည်းရှိတယ်။ကိုသောဘိုးရဲ့စင်းစိတ်တက်ကမှန်တယ်။စင်းစိတ်တက်ကသူ့နောက်ပေါ်ကူညီခြင်းနဲ့စိတ်ရှိတယ် ဆိုတော့ဒါတမတော်ဘိုလ်လဲဒါသူများတွေပြောလို့ကိုစောခွင့်ရမှာ PDI နဲ့ဆက်တွဲနေဝန်နဲ့ဆက်တွဲဒါတက်လုံးဝလုံးဝဥစဉ်တော့လုံးဝလုံးဝမဟုတ်ဘူးလို့ပဲဥစဉ်တော့အကျွေးမဲ့ကိုစောခွင့်ကိုယုံကြည်တယ်အဲ့တော့ကိုစောဘိုးကြီးနဲ့ပတ်သက်ပြီးမှဆန္ဒပြဗာကြများရတယ်ပြောနေကြတယ်။ကိုစောဘိုးကြီးကိုပတ်တယ်ယူဆန္ဒပြတဲ့အလဟာမမဟုတ်တာ။ကိုစောဘိုးကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစားရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုင်သွားရမှာလေ။အတနာခံစားတရားမယ်ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲ တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြပတဲ့ခါတွေကိုပြောချင်တယ်လာခဲ့ပါလာပြလက်လမ်းစဉ်ဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိလောက်တယ်ဗျာနော်အပြန်လောဆို160လောက်ရှိတော့80လောက်တော့ရှိမှာပြလေရင်ကတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်အဲ့တော့ခင်ဗျားတို့ဒီဖင်လန်တို့ဂျန်တဲ့နေရာနိုင်ငံတွေရဆိုလို့ရှိရင်လမ်းစိတ်ကရုရှားလောက်တော့ဈေးမကြီးတော့ဘူး အော်လမ်းစည်ရစားစည်ရဥစဉ်အာမခံမယ်ငါကုသိုလ်ဘုန်းကြီးတို့ဆန္ဒပြပါတယ်ဗျကုသိုလ်တို့ပြီးဆန္ဒပြတောင်းဆိုပါတယ်ဗျဆိုပြီးမှဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစည်ရအကုန်ခံမယ်နော်ရှင်ဖေကဘရားရလို့တော့နော်ဘရားရအောင်မင်းနဲ့ဥစဉ်မှာလည်းလှူတဲ့တမ်းမဲ့ဒကာဒကာမှရှိတယ်နော်ဥစဉ်ဒကာမှကိုယ်ထိုင်လဲရွှေလုတ်တွေဒကာမှပဲနော်အဲ့လိုပြောချင်တာကထားပါဒါလေးမပြောတော့ပါဘူးနော်ဒီဘာနဲ့ဆန္ဒပြဘာပြဘာလို့ကုသိုလ်ဘုန်းကုသိုလ်ဘုန်းရဲ့ မားလားမားလေဦးဇော်ဘုန်းကြီးဒီဆဲတဲ့အခါဒီမှာတားမားတယ်နော်ဆဲတဲ့အခါဒီမှာမားတယ်ဘာမားတိုင်မှုမကျင်တဲ့အတိုင်မှုတူတဲ့ကိုပြောဂျီဝဲမကျင်တဲ့ဂျီဝဲဘုံချုပ်တူမကျင်တဲ့ဘုံချုပ်တူတဲ့ကိုပြောဦးစင်းတို့လည်းပြောတာပဲနော်ဦးစင်းတို့လည်းပြောတာပဲခဏတို့တည်ရမှာပဲတုံးတက်ထားတယ်အများကြီးပဲဦးစင်းတို့လည်းများအဲ့တော့ဦးဇော်ဘုန်းကြီးကိုဦးစင်းက သူ့ရဲ့ကုသိုလ်ဘုန်းကြီးရဲ့ခဲမရှိပါလေမြေကြီးပါဖုံးတဲ့တမျိုးအပြင်မှာလည်းကုသိုလ်ဘုန်းကြီးအဲ့လိုကြီးမပြောနဲ့ဟုတ်လားဦးစင်းလည်းလိုက်လွင်ပြီလေပြောတာပဲနော်လိုက်လွင်ပြီတဲ့ကုသိုလ်တိုင်းမှုတွေကဆက်ကြောက်နေမင်းမဟုတ်ဘူးပါဘူးဆိုတော့ဦးစင်းပြောခဲ့တာတွေအများကြီးပဲဗျအများကြီးပဲကုသိုလ်ဘုန်းကြီးခဲဘာဖြစ်လို့ကုသိုလ်ဘုန်းကြီးကဒါမျိုးပြောရလဲကိုယ်တော်ဘုန်းကြီးကိုဦးစံခင်းလို့တတိပြေးတာခင်းလို့ပြောတာဗျာနော်ခင်းလို့ပြောတာဩတူရန်ကုန်ဆန္ဒရန်ကုန်တို့တရားရင်ဆိုင်သွားတဲ့အခါမှာတောင်မှ အတက်အန်နေရနဲ့စိုးရင်ရတဲ့အတွက်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်တော့မှဥစဉ်ရန်ကုန်ကတက္က90ကိုဦးစောဘိုးကြီးလာလို့ရေမင်းတို့ဝိုင်းရပေးလိုက်နော်မမမှုခံရဆွဲထားတယ်မမမှုခံရလဲငါနဲ့ယင်းကြီးရဲ့တက္ကမပဲလို့အမင်းသားကြီးကလည်းငါနဲ့ယင်းကြီးရဲ့တက္ကပဲလို့အဲ့တော့ငါမမမှုခံဘက်ကမမမှုခံကကိုစောဘိုးကြီးအတက်အန်နေကိုဘယ်လိုကာကွယ်ခိုင်းတာကျန်တဲ့အပိုင်းကဏ္ဍငါနဲ့မဆိုင်ဘူးလို့ဒီလောက်ထိဥစဉ်လိုက်လွန်လဲပြောထားတာရှိပါရဲ့နော်လိုက်လွန်လဲပြောထားတာရှိပါတယ်ဒါဥစဉ်တို့က အကုန်လုံးကိုလည်းဥစဉ်တော်အနေနဲ့ပြောပြီးနောက်ဆုံးပြောပြီးပြဥစဉ်ကိုတော့အဖြစ်ပြောရတူတွေရှိတာပဲပြောမှာပဲလေဘူးလို့မျက်စီထဲမှာဥစဉ်ကအပြစ်လုထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစဉ်ကကိုကပြိုင်ပြိုင်မှပြောတယ်ပြောတယ်နောက်ဆုံးကြတော့မပြောချင်တော့ဥစဉ်လဲဟုတ်လားပြောအချင်းချင်းနေလေဘသူကဝန်တာမှာလေခုဘက်ကရောဝန်တာမှာပဲကြည့်လေငစီတို့ဘာတို့ဟိုအတော်တော်များများတင်ကြတယ်ဗျာ တော့ဘိုးကြီးနန်းဝင်းနဲ့မှာအထုခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာသူဖူးရောင်းနေရပဲဆိုင်ပြုတ်တော့ပဲအော်တူတူပါပဲလို့စီးတန့်ကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးအဲ့ကိုစောဘိုးကြီးနဲ့အတူပါသွားတဲ့တကားတယောက်ရှိတယ်အဲ့ကိုကျော်စိုးဦးရဲ့ကြီးသူစုဘာပြစ်မှမရှိဘူးနော်ဘာပြစ်မှလည်းမရှိဘူးမရှိဘူးခဏခေါ်ရတယ်ပါသွားတော့ဗျာအနေအနေရှိရသူဆိုတော့နော်ဦးစင်းတို့ကကိုစောဘိုးကြီးအတွက်က50 50ပဲ ဥဇော်ဘုန်းကြီးတွေမလုပ်ရမလဲအတနာကံသာရေးကြမေတ္တာရက်ခံကြလူကြီးတွေကိုမေတ္တာရက်ခံသာရေးပေးကြခွန့်လွတ်ဖို့ဟာအတွက်နော်ခွန့်လွတ်ဖို့ဟာခွန့်လွတ်လို့ရခွန့်လွတ်ပေးလို့အရာရှိတယ်ခွန့်မလွတ်လို့မပေးနိုင်တဲ့အရာရှိတယ်အဲ့တော့ဘာပြောပြောကိုယ့်ဘက်ကအတနာကံသာတွေမေတ္တာရက်ခံသာတွေရေးလို့ရှိရင်တော့လူကြီးတွေလည်းလွတ်ပြေးမှာပါလူကြီးတွေလည်းဟုတ်လားပြန်ပြီးမှ စဉ်းစားပေးမှာပါနော်စဉ်းစားပေးမှာပါစန္ဒပြဆိုတာကြီးတော့ဘာအိဋ္ဌိပင်နဲ့ပြခိုင်းတယ်လို့တော့မတည်ဘူးပြနော်ဘာဘာအိဋ္ဌိပင်နဲ့ပြခိုင်းတော့ဥစဉ်လဲနားမလဲဘူးတခါတလေဥစဉ်ကပြေပတာတခါတွေကိုမယုံဘူးဆိုတာအဲ့ဒါပဲဗျနော်တခါတလေလူတိုင်းကိုတော့မဆိုးလို့ပါဘူးနော်လူကပြေပတာလေဗျကြည်လို့ရအေးစစ်စစ်ပြောရတယ်ဗျဒီမားရီကကိုတွေ့လေဗျဟုတ်လားအဲ့ကြကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လဲမလွတ်သေးပါဘူး ပုံမှန်လေးဘာတွေညာတွေတတ်ထားတာဆိုတာလဲဘာတစ်ခုမှမဟုတ်သေးပါဘူးเนาะအဲ့တော့အေးစစေးလေးပဲနေပြကြပါเนาะပုံမှန်လေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်အကြီးအကဲတွေကိုမေတ္တာရခံစားရေးရမယ်စဉ်းစားပေးဦးเนาะစဉ်းစားပေးဦးအတွက်ရေးရမယ်ဘယ်နိုင်ငံတော်ကိုဘသူအားမှမဖမ်းခြင်းဘူးဘသူအားမှမခေါ်ခြင်းဘူးဟုတ်လားဘသူအားမှမဖမ်းဘူးဘသူအားမှမခေါ်ခြင်းဘူးများသွားလို့လာခေါ်လိုက်တာပါ ။ဦးဇော်ဘိုးကြီးလည်းကန်ဆိုးတာပဲပြောလို့ပြောပြောရမှာပေါ့ဗျာနော်။သူရက်ဖြတ်ထားတော့မှ5 6 9ရက်6ရက်လောက်ပဲရှိသေးဗျာနော်။9ရက်6ရက်လောက်ပဲရှိသေး။ရက်ဖြတ်ပြီးမှအမလူကြီးတွေကိုငါကိုင်းတုတ်ထားတယ်တင့်ယုံဆဲတာတွေနဲ့ဒါနဲ့ပဲ။နောက်ဆုံးဦးဇော်ဘိုးကြီးရဲ့ light တွေကိုကြည့်ပါ။ light တွေကိုတေချာကြည့်။ဘွာပေါ့နော်။ဒီ PDF တွေအကြောင်း DNA အကြောင်းတွေတိတ်မပြောတော့ဘူး။ဒီလူကြီးတွေပဲဝေဖန်တယ်ထောက်ပြလူကြီးတွေပဲ။ ဆဲဆိုနေရတွေပဲတွေ့နေရတာတခါတလေနော်ဒီလိုဦးစင်းစီမှာအများကြီးပဲဆရာတော်ဖခင်ဘာဖြစ်လို့ပါဖခင်တပည့်တော်ဘလိုလေးလုပ်ပြပါအောင်ဖခင်ဆရာတော်ဖခင်ဘယ်နေရမှာပါဦးစင်းတော့ဒီတက်တော်ကပို့တဲ့စားတွေမက်ဆန်ဂျာပို့တဲ့စားတွေဦးစင်းကပြောလို့မရဘူးသူတို့ကထောက်ထားမရှိဘူးအဲ့တော့ဦးစင်းတော့ပြောတာကတနည်းတနည်းစုံစမ်းတယ်ကိုလူတွေရှိရဲ့ရှေ့တန်းမှာဆိုလဲခိတ်တယ်ဆိုလဲတေချာစုံစမ်းတယ်အဲ့မကုသိုလ်ဘုန်းကြီးတခါတလေစေနာလွင်ခဲ့ပြီးမှဟုတ်မှန်ပြောချလိုက်တာတွေအများကြီးရှိတယ် ကဲအဲ့ဒါတွေပြောကြတော့အထောက်အထလူကြီးတရားကမဲ့လာဆိုတော့ဘယ်လိုက်တာကွာဘသူလူကြီးလဲမပြနိုင်အဒုက္ခမပြနိုင်ဒုက္ခအခိုက်တင်ပေးတဲ့လူတွေလည်းတူလူကိုပဲတာတွေရှိတယ်ဒါလေးကိုလည်းစင်စင်ကျင်ဖို့ပေါ့ဗျာနော်စင်ကျင်ဖို့ဦးစင်းရတာပြောပြခြင်းဖြစ်ပါရဲ့နော်အဲ့တော့ကိုယ်တော်ဖိုးရင်မလွတ်သေးဘူးဆိုတာလည်းမှန်တယ်ကိုယ်တော်ဖိုးရင်ဘာပုံမှမလဲမတက်သေးဘူးဆိုတာလည်းမှန်တယ် ဥစဉ်အထင်ကတော့50 50လို့ပဲပြောကြမှာတဲ့ဗျကုသိုလ်ဘုန်းကြီး ACC ပဲနေနေပါတယ်ဗျအားလုံးတာပါပဲဗျမဟုတ်သူပြေးနေပြီပြေးနေပြီပြောလို့ဘသူတွေအများလေးနှိမ့်ချင်းမိတယ်တော်ပြေးတုံပြေးတညာကုံပြေးလမ်းများအားလုံးနေပြီးတော့တို့လို့ပြောပြီးခြောက်များအားသုံးအမေရန်စီတို့ပြေးနိုင်ဖို့အတွက်ဘောရကကိုအလှဲ့ကျပတ်မှနေရတဲ့ဘဝကနေပြီးတော့အမေရန်ကပြည်ဝင်ခွင့်လဲပိတ်လိုက်ရောတွေ့ဦးတွေ့တဲ့ဖြစ်ပြီးတော့ မဲမဲမြာလိုက်ပြီးကြိုက်နေတဲ့တောင်ပြင်လွတ်တဲ့ခွေးပရက်အုပ်စုတွေဖြစ်နေတယ်။နော်။ကိုယ့်အကူနေမကောင်းလို့ငင်းငိမ့်နေရအောင်မမဘူးထုဖန်ခံရပြီဆိုပြီးပြောတဲ့အကြလို့ဘသူများလဲလှဲ့ချင်မိတယ်။သူတို့မိတွေကြီးအစိုးရဖြစ်တဲ့အခါတုန်းကတော့ခေါင်းမထောင်ကျိုးမကြွရဲတဲ့ဝရံပြင်းမျက်ကြော်ဖြစ်နေတယ်။ဒီကောင်လေးပြောစကားဘယ်တော့မှမမှန်ဘူးလို့လဲ။ ကျွန်မမေးမယ်အဲ့ဒီဝရံပြေမြတ်ကျော်တို့ဘုံကျော်မျိုးညင်အုပ်စုပြောတဲ့စကားဘယ်တော့မှမှန်ဘူးလို့လေနှစ်တော်ကလည်းပြောတယ်အမေတို့ကအချိန်တိကျတယ်2024ရှစ်လပိုင်း73ရက်နေ့မနေ့9နာရီဝင်းကျင်ချိန်မှာမဘူတုကိုသူ့အိမ်ရှိမှာပဲရဲတွေကလာဖမ်းသွားပါတယ်ခင်ဗျာအဲ့ဒီလိုမျိုးအာနီပေါ်နီပိလေးတွေရုံအောင်ရုတ်တီရှိအောင်တို့ကအချိန်တိကျတယ်အရှက်မရှိတရက်စီမျက်နှာပြောင်တိုက်ပြီးတော့ပြောခဲ့တာအဲ့ဒီဝရံပြေမြတ်ကျော်တို့အုပ်စုပဲ သူတို့ပြောတဲ့စကားတွေတခါမှမမှန်ဘူးအဲ့ဒီမြက်ကျော်တို့ငစီတို့ဘုံကျော်မျိုးညင်းစောက်ဆဲမပြောနဲ့သူတို့အမေအဖေခေါ်နေတဲ့ဦးကြည်မြင့်တို့ဦးတန်းဆိုးနိုင်တို့ဒေါက်တာလှကျော်စိုးတို့အဲ့ဒီသူတို့အဖေအမေခေါ်ပြီးဆရာတင်ထားတဲ့မိမိဝင်းဘတ်တို့အုပ်စုတော်သူတို့ပြောစကားတခါမှမမှန်ဘူးနော်အနည်းချက်ဆုံးပြောမယ်လာရှိုးကိုသူတို့အာတော်လည်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုပြီးလာရှိုးနဲ့ပတ်သက်ပြီးဘာဖြစ်မဲညာဖြစ်မဲမျိုးစုံတုံးတက်ကြတယ်အဲ့ဒီဝမ်းပြင်းမြက်ကျော်တို့အဖေခေါ်ပြီးဆရာတင်ထားတဲ့ ဦးကြည်မင်းတို့ဒေါက်တာလှကျော်စိုးတို့နော်ဗောပြမကြီးမိမိဝန်ပတ်တို့နော်ဦးတန်းဆိုးနိုင်တို့နိုင်ငံရေးလေးလာသုံးသက်သူပါဆိုပြီးသူတို့အဖေခေါ်ဆရာဒေတာရဲ့အုပ်စုကညီမျိုးစုံသုံးသက်ကြတယ်သူတို့သုံးသက်တာတကူးမှမမှန်ဘူးနော်သူတို့မွေးမှာသူတို့သမီးလောက်ပဲရှိရဲကျွန်မမဘူးသူမဟာသေးသုံးသက်တာအချိန်တိကျနဲ့အချိန်တော့မလွဲစေရအောင် နောက်၂၅ကမေလမတိုင်ရင်သူ့မို့မေလကောမှာ NASA ကအစိုးရပြန်လဲထိန်းချုပ်နိုင်ပြီးတော့ကျန်းမာရေးပညာရေးရန်တရားတွေလဲပက်လိမ့်မယ်ကျွန်မမဟုတ်ဘူးမဟုတ်သေးတုံးသက်တာအချင်းတိကြတယ်တခွမှမမှာဘူး။နောက်ဆိုတော့ဝန်ရပြင်းမြတ်ကျော်ဆောက်ဆဲမပြောနဲ့သူတို့အဖေအမေခေါ်နေတဲ့ဟာတွေတောင်မှအဲ့ဒီလိုမျိုးစကားကိုတောင်းဝင်မှုတောင်းဝင်ခံမှုမရှိတော့ပြောတောင်းမှုပြောနေတာဒီကောင်းကြီးပြောစကားတခါမှမှန်ဘူးတာမရှိတဲ့အတွက်ခေါင်းနဲ့ထဲကြမလို့။နောက်တစ်ခုကကိုစော်ဘောင်းကိစ္စနဲ့ပတ်သက်ပြီးတော့အော်ရှိတယ်မြောင်းဘုံကျုံမျိုးညစ်တဲ့အကုန်လုံးအာရဝန်းတာပြောနေကြတယ်။ ဥပဒေတိုက်သွားတာနော်ကိုစော်ဘွားကြီးလိုလူမျိုးမပြောနဲ့တကဘာလုံးကမထီရဲပါဘူးမကန့်ရဲပါဘူးငင်းငယ်ရင်နိုဘယ်ဆုရှင်ကြီးပါငင်းငယ်ရင်နိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူဘီတက်ကြီးကလာတော့မှာပါဆိုတဲ့နေနို့ရဲ့မိတွေးကြီးတောင်မှဖမ်းမိထောင်လဲထည့်ထားတာပဲခမားတို့အဖေခေါ်အမေခေါ်ပြီးတော့နော်အမေစုတရတန်ကိစ္စမိဆိုတဲ့ပြည်တော်စုမိတွေးကိုတော့မှထောင်လဲထည့်ထားတာ၄နှစ်ကျော်၅နှစ်ရောက်နေပြီလေကိုစော်ပိုင်းလိုလူမျိုးဖမ်းခံရတာထူးဆန်းလို့လားသူအပြစ်ရှိရင်သူ့ပြစ်သူခံနိုင်မယ် အပြစ်မရှိရင်ပြန်လွတ်လာလိမ့်မယ်ဒီကိစ္စကြီးပေါ်မှာအာရုံခံတာပြောနေကြဘာကြောင့်မှမရှိဘူးနော်နင်တို့မထီးရဲမကန်ရဲပါဘူးနေငင်းရဲရေနိုဘယ်ဆုရှင်မလို့ဖမ်းလို့မရပါဘူးဖမ်းရင်အတူပီလာမှာပါဆိုတဲ့ဒေါ်စုတီတောင်ဖမ်းမိတောင်လဲထဲထားတာတောင်ဝဲထမ်းဆောင်လဲဖြစ်တဲ့ဒုတိယဘူဂျုတ်ကြီးမိုးမြေထွန်းလို့ပုဂ္ဂိုလ်မျိုးတော်မှာအပြစ်ရှိရင်အပြစ်တိုင်းတော်တာနော်ဦးသားရွှေတမတ်ဆိုတဲ့ဦးဒေါက်တာနေဆိုးမောင်လဲထောင်ထဲမှာဥပဒေထမှာဘာမှမရှိဘူးအဲ့ဒီတိုင်းတော်တယ်ဒါဆိုရင်နေလို့တရားမျှတပါဆိုတဲ့အန်နူကြီး အောင်ကြည်ညွတ်ဆရာပြေးကဥက္ကဋ္ဌအောင်ကြည်ညွတ်ရဲ့သမီးနဲ့တမတ်ရင်းမပင်ပီတီရဲ့အတွက်လက်လက်တွေဝယ်ပေးမယ်ဆိုပြီးပတ်စံလေးပေါ်တင်ကြီးခိုးသွားတယ်ဘယ်သူကအေးအေးယူရဲ့တလဲနေလို့မတရားမျှတမှုလို့နေလို့တစ်ချိန်လုံးအော်တယ်ဘယ်သူအေးအေးယူရဲ့တလဲဥပဒေရဲ့အထက်မှာဆရာပြေးက အောင်ကြည်ညွတ်လို့တားမိတာဖားရှိနေတယ်ဟုတ်နောက်ဆုံးပြင်းမနာစစ်ကြောင်းမှုအဲတာမဲရဲဘော်တာဟုတ်ကနော်စစ်ကြောင်းမှုပြင်းမနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်ကိုကရားတဲ့ဘုံအဖွဲကခေါ်ပြီးတတ်ပလိုက်တယ် အဲ့ဒီတရားတော်ဖွင့်ဖွဲ့ကိုခင်ဗျားတို့အန်နူးကြီးကဘလို့အပြစ်ပေးရေးယူရဲတယ်လေဟမ်နေပြီးတော့ PDF ရှိရတဲ့တရင်ကတရင်မှုနဲ့စီတရေးဘူကြီးကိုအန်နူးကြီး MOD ကလုံးကြံဆက်ခင်းပြီးပြန်ဖမ်းတဲ့အတွက်နေပြီးတော့ PDF ရှိရတဲ့တရင်တရက်လို့နှုတ်ထွက်စာတင်သွားတယ်အဲ့ဒီအမှုခင်ဗျားတို့ဘလို့စုံလဲစစ်စစ်အပြစ်ပေးအရေးယူရဲတယ်လေဥပဒေထက်မှာနင်တို့တွေတပြောကြီးတန်းစီပြီးထိုင်နေကြတယ်ဟမ်ကိုင်းယူဆိုလို့ရှိရင်ဒီလိုပဲပူစားလို့ ဗိုလ်စားလုံးမုံမုံယူယူနဲ့အာပီဂျီပခုံးမော်ထမ်းမင်းကတယ်အာပီဂျီကြီးထွက်သွားတဲ့အတွက်ဗဒတ်တီသေးချင်းစိုးနဲ့တည်သွားတယ်ဗဒတ်တီတည်သွားတဲ့အတွက်အဲ့ဒီဗိုလ်စားလုံးကိုခနာတို့အန်နူးဂျီကဘလို့အပြည့်ပြည့်ရေးယူရတယ်လေအန်နူးဂျီရဲ့ဥပဒေကိုဗိုလ်စားလုံးကပစိုးလန်ပြတယ်ခမရတို့ဘာလို့ရေးတယ်ရှိဘလူဘွဲကိုအန်ယူဂျီကဆုံခွန်ဖွဲ့ပြီးစစ်ဆေးမယ်လူကြောက်အောင်ပြောတယ်အခုဘလူစုံစမ်းစစ်ဆေးအပြစ်ပေးရေးယူရတယ်လေအန်ယူဂျီရဲ့ဥပဒေကိုရေးဘလူကပစိုးလှန်ပြနေတယ် နော်ခမရတို့ဝါသနာပိုင်ရေးပြလို့ပစိုးဖလန်ပြတော့တွားပြီးလက်လေးနှစ်ဖက်နဲ့မလို့ရတယ်။နင်တို့ရဲ့ဥပဒေထက်မှာတပြုံကြီးတန်းစီထိုင်နေတယ်။ငါတို့ရဲ့ဥပဒေကအချောသားရင်သာမခွဲကြဘူး။ကိုစော်ဖုံးရဲ့အပြည့်ရှိရင်ကိုစော်ဖုံးကြီးခံလိမ့်မယ်။အပြည့်မရှိရင်သူထွက်လာလိမ့်မယ်။တကယ်လို့အပြည့်ရှိလို့ထောင်ကျသွားရင်တော့မှသူ့အတွက်ရေချမ်းတက်စစ်ပန်းတက်စစ်စူတောင်းမြတ်တာပို့တာပေးမယ်လူတွေအများကြီးရှိရဲ့ဒါငါတို့အလုပ်နင်တို့ဆောက်လို့မဟုတ်ဘူးမပူနဲ့။ရှင်တို့ပူရမှာက NUG ကဗန်နာရေးဝန်ကြီးဌာနရဲ့ညွှန်မှုပါဆိုတဲ့သက်ဆွေပါကစ္စတန်နိုင်ငံကိုတွားပြီးလက်နက်တွေတွားဝေပါတယ်ဆိုတဲ့သက်ဆွေထိုင်းနိုင်ငံမဲဆောက်ကနေတဆက်လက်နက်တွေဝယ်ပါတယ်ဆိုတဲ့သက်ဆွေအဲ့ဒီလိုမျိုးခလျားတို့တော်လန်ကြီးဆိုတဲ့ရန်ပုံငွေတဲကနေအဲ့ဒီလူခကြီးတွေတွားပြီးဟိုတယ်တွားပြီးဖာခေါ်ချတဲ့ကိစ္စကိုခလျားတို့အချင်းချင်းဖော်ကောင်လုပ်ပြီးဖော်နေတယ်အဲ့ဒီပြဿနာကိုဘယ်လိုရှင်းကြမလဲဘယ်လိုဖုံးကြမလဲဘယ်လိုဖုံးဖိကြမလဲဒါကိုပဲခေါင်းထဲထည့်ပြီးစဉ်းစားအဲ့ဒါလည်းလုံးဆောင်လို့ နော်နေတို့ကအန်ယူဂျီပါလို့လို့ဟုတ်ပါတယ်မှန်ပါတယ်ဖုံးမိပေးရမှာနေတို့လို့အန်ယူဂျီကစီမံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဆိုတဲ့သက်ဆွေနော်ဟိုနိုင်ငံကိုသွားပြီးလက်နက်ဝယ်ပါတယ်ဒီနိုင်ငံသွားပြီးတော်လန်ရေးတက်သွားပါတယ်ဆိုပြီးရောက်ရနိုင်ငံမှာဟိုတယ်ခေါ်ပြီးဖားချတယ်ဆိုတဲ့အကြောင်းကိုခင်ဗျားတို့အန်ယူဂျီကခင်ဗျားတို့တော်လန်ရေးပါဆိုတဲ့အဖွဲ့ကမအာရင်ကိုယ်တိုင်ကဖော့ကောင်လုပ်ပြီးတော့ဝန်ခံထားတယ် အရင်ကိုယ်တိုင်ကထုတ်ပေါ်ပြောဆိုထားတယ်။အလူကြီးကတက်ဆွေဟိုတယ်ခေါ်ပြီးဖာကြတယ်ဆိုရဲအမှုတီခမရတို့ဘလို့မျိုးစုံလဲဆစ်စေးကြမလဲအဲ့ဒါပဲခေါင်းလဲထည့်ပြီးစဉ်းစား။နော်အဲ့ဒီမှာမုံမုံမင်းကြီးတို့နောက်တစ်ခေါက်ရှိသေးတဲ့စေးစေးတို့အဲ့ဒီဟာတွေကိုအချင်းချင်းဇတုသားကပို့ချိုးတယ်ထင်တယ်။ဇတုသားစားရင်ပျက်စီးတယ်ဆိုတာငငယ်လေးတွေကဟင်းသာကိုတောင်ပျက်စီးကြအောင်ကြောင်းစာမှတင်ခဲ့ဘူးတယ်။ခမရတို့ကစာတော့တင်ခဲ့တယ်စာမတက်တော့အုံနောက်မရှိဘူးအုံနောက်မရှိတော့ဇတုသားစားပြီးပျက်စီးကြတယ်ဇတုသားကပို့ချိုးတယ်စားကြ နော်အဲ့မှာမုံမုံမင်းကြီးတို့အုပ်စုကိုအချင်းချင်းတရားစွဲဖို့ဇော်ဒီတာထင်းနဲ့ကိုရီးယားရွှေမိုးတို့အုပ်စုတွေအချင်းချင်းတရားစွဲရတယ်အဲ့ဒါတွေပဲနင်တို့ဖားနေနင်တို့နင်တို့ပြက်တနာနင်တို့ရှင်းကြငါတို့ဘက်ကိုလာပြီးမပူနဲ့နော်နင်တို့ပူရမှာကအဲ့ဒီလိုမျိုးတက်ဆွေလက်လက်တွေဝဲပါတယ်ဆိုပြီးဟိုတယ်ခေါ်ပြီးဖားချတဲ့အမှုနင်တို့ပူရမယ်ထားထက်ထက် နော်အလှမဲ့ထားတက်တက်ကလက်လက်စကမ်းမှာဆိုပြီးတော့ထားတက်တက်ကိုဘန်းပြပြီးခွားခေါက်ပြီးစားခဲ့တဲ့များလိန်ခဲ့တဲ့များဘုံမြတ်တဲ့များပတ်စံနေအဲ့ဒီမှာထားတက်တက်ရဲ့လက်လက်စကမ်းကဘလို့ဖြစ်နေတယ်လက်ရှိမှာထားတက်တက်ကတော်တဲ့ကနေ OCO ပြေးသွားတဲ့အတွက်ဘလို့ကြံခဲ့လဲဆိုတာကိုနင်တို့အချင်းချင်းဖော်ကောင်လုပ်ထားတယ်အဲ့ဒီပြဿနာဒီကိုဘလို့ဖုံးကြမလဲဘလို့ဖြေကြမလဲဒါကိုပဲခေါင်းချင်းဆိုင်ပြီးစဉ်းစားသူများကြောင့်ပဲခေါင်းနဲ့ထက်ပြီးစဉ်းစားပြီးတော့ဝေဖန်လေးကံပြီးအာရှောင်းမနေကြနဲ့နင်တို့အမှုပေါ်နင်တို့ဘလို့မျိုးရှင်းရမလဲဖုံးရမလဲဖြေရမလဲပဲခေါင်းနဲ့ ခဲ့ပြီးစဉ်းစားကြနော်နေမကောင်းရတဲ့ကြားရမှာအဲ့ဒီလိုဘုံကျုံမျိုးညစ်တွေကိုဆုံးမရရတဲ့အလုတ်တလုတ်ပဲပြောရတာမဟုတ်တယ်